။နံပါတ်၁ကကြတော့ကျွန်တော်အတိညက်တာ။ဒီလိုပုံစံလေးအတိပဲ။ဒါကတော့လက်အပေါ်ကနေပြီးတော့ညက်တာပေါ့။ဒီလိုပုံစံလေးညက်တာ။နံပါတ်၁ကကြတော့ကျွန်တော်ကသူကလည်းအတိပဲ။အညီတိပဲ။တင်းတဲ့နည်းကအညီတိပဲညက်တာ။နောက်တစ်ခုနံပါတ်၃။နံပါတ်၃ကကျွန်တော်ကဒီမှာတစ်စောင်းလေးဖြစ်လာတယ်။ကျောင်းညက်လိုက်တဲ့ညက်စာကအခုတော့ကျောင်းပဲဒီညက်လေးချင်းနဲ့ပုံစံမှာကျောင်းဇစ်ကတ်လို့ခေါ်တာပေါ့နော်အဲ့ဒါကကျောင်းဇစ်ကတ်လို့ခေါ်တယ်တစောင်းလေးညက်တာအဲအတိ ဒါကြောင့်ခုနညက်ခဲ့တဲ့ဒီကျင်းနဲ့နံပါတ်3နောက်တစ်ခုနံပါတ်4နံပါတ်4ရဲ့ကျတော့ဈေးကတ်တဲ့သူကပို့ပြီးတော့မှပါတယ်အဖျားလေးဒီမှာအရှင်အရှင်လေးဒီမှာပို့ပြီးတော့များတယ်ဒီလိုတစောင်းမဟုတ်တော့ဘဲသူအပေါ်ကိုဒဲဖြစ်သွားတဲ့ပုံစံအဲ့ဒါကြတော့ကျွန်တော် point ကတ်လို့ခေါ်တယ်ပြောရရင်စပင်ညက်တာမဟုတ်ဘူးကျွန်တော်ညက်ပြီးသားစပင်ကိုပါပြီးတယ်နံပါတ်4ချက်ကနံပါတ်3နေနံပါတ်2နေနံပါတ်1တွေကတော့ညက်တာဒါကကျွန်တော်စပင်ညက်တဲ့အပိုင်း နံပါတ်၄ရကြတော့ကျွန်တော်ဒီ point ကဝင်လာကိုညှက်ပြီးတာအတိတွေကိုညှက်ပြီးတာ7တွေကိုပါပြီးတာအဖျားတွေမှာအထွေးဖြစ်နေတာတို့ဥမာကိုညှက်လိုက်လို့ဒစ်တွေဖြစ်ပုံတာတို့အဲအဲ့လိုနေရာတွေကို point ကဝင်ပြီးတာပေါ့ဆင်ပါပြီးတာပေါ့ပုံပြန်တွင်းတဲ့ပုံစံမျိုးပေါ့သူအချောပြန်လိုက်တဲ့ပုံစံမျိုးပေါ့နော်အဲ့ဒါကတော့ point ကပွင့်ကကကြတော့7နဲ့အကကြီးနဲ့တဲ့သွားတာသူကစပင်ပါလာနံပါတ်3ကကြတော့ကျွန်တော်ဒီအညီအတိတွေမညက်တော့ပဲနဲ့ ဒီအတိတွေညက်လို့ရှိရင်တော့ဒီ point ကဝင်ရတဲ့အခါမှာအရင်များတယ် point ကဝင်ရတဲ့အခါမှာ point ကမဝင်တဲ့လို့ရှိရင်သူကလုံးတိထွက်တယ်နံပါတ်1ရဲ့နံပါတ်2ရဲ့ဒါပေမဲ့သူကအညီအတိညက်တဲ့နေရာတွေဆိုတော့ကိုအစီပြေရဲ့အတိကွတိထွက်ခြင်းတဲ့နေရာတွေလုံးဝ0ပဲ0မှာအညီအတိညက်ခြင်းတဲ့ပုံစံမျိုးတွေဆိုလို့ရှိရင်တော့သူကအတိနဲ့ညက်တာတကယ်လို့အဲ့ဒါကိုကကိုညက်တဲ့သဘင်ကိုအပေါ်ကဒီညက်လိုက်တဲ့အစလေးတွေပေါ့ညက်ညက်စလေးတွေသဘင်ရဲ့ညက်စလေးတွေက အတိအမြင်မထွက်ခြင်းဘူးတဘာဝဆန်ဆန်လေးနဲ့ဒီဇောင်းလေးတွေထွက်ခြင်းနဲ့ညှက်လို့ညှက်ထားမှမသိတဲ့ပုံစံမျိုးတွေထွက်ခြင်းနဲ့အဲ့လိုပုံစံလေးညှက်ခြင်းနဲ့ဆိုလို့ရှိရင်ကျောင်းကဒီနံပါတ်3အချက်နဲ့ဇစ်ကက်ဆိုတဲ့ပုံစံမျိုးနဲ့ညှက်ရမယ်။ဒါဆိုလို့ရှိရင်ကျောင်းကဇစ်ကက်ညှက်ပြီးမှဆိုရင်သူကအပေါ်ကအတိမဟုတ်တော့ဘူးလေသူကဒီဇောင်းလေးတွေညှက်တာဖြစ်တဲ့အတွက်ကြောင့်မို့သူ့ရဲ့ထွက်လာတဲ့ညှက်စားကရှားလိုက်တဲ့အချိန်မှာညှက်လို့ညှက်ထားမှမသိတဲ့ပုံစံလေးတဘာဝဆန်ဆန်လေးထွက်တယ်။ဒါနံပါတ်3နော်။ဒီ point ကကျတော့ကျောင်းကဒီဘက်ကညှက်ခဲ့ပြီးသားပုံတွေကိုပြန်ပြီးတော့မှ point ကဝင်လာ။ စပင်ညက်တာမဟုတ်ဘူးကညက်ပြီးတော့ဖွင့်ခဲ့ပြန်မလားပုံပြန်တွင်းတဲ့ဒီဇိုင်းပေါ့ဟုတ်ဒါကကြီးညက်နေမှာအခြေခံ၄မျိုးဟုတ်အဲ့ဒါလေးနားလည်ကြလို့ရှိရင်စပင်ညက်တဲ့ကမှာဘယ်ပုံကဘယ်လိုပုံစံလေးတွားရင်ကောင်းမလဲဘယ်လိုလေးညက်ရင်ကောင်းမလဲဘယ်ညက်နေနဲ့တွားရင်ကောင်းမလဲဆိုတာကျွန်တော်စဉ်းစားလို့ရ